ဂွာဗလာရတိုင်းမက်ဆီကဂုံးမဟုတ်ဘူးဆိုတဲ့ရော်နယ်ဒိုရဲ့စကားကိုထောက်ခံခဲ့မှုတဲ့ကကာပရိသတ်တော်မမိလားဗျာရှင်နဲ့ထက်ဆန်ကနေပြီးတော့ပြန်လဲကြိုးလိုက်ပါရင်ဘရာဇီးကိုလည်းလိုအောင်ကကာကဘောလုံးလောကရဲ့ဂုံးစစ်ကဘယ်သူလဲဆိုပြီးတော့ပြောပြခဲ့မှုပါရင်ပြီးခဲ့တဲ့ရက်ကရက်ဒိုဟာပီယာမော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာဂွာဗလာရတာမရတာကဘယ်သူကဂုံးလဲဆိုတာဆုံးဖြတ်လို့မရအောင်ပြောဖြေချခဲ့တာပါကကာကရက်ဒိုရဲ့အဆိုပါစကားကိုထောက်ခံခဲ့မှုလားဖြစ်ပါရင်ကကာလို့ဆိုလိုက်ရင် AC Milan အသင်းနဲ့အတူမှော်ဝင်တဲ့ Champions League ညာချမ်းတွေကိုဖန်တီးနိုင်ခဲ့သူလို့အမှတ်ရချင်မှာဖြစ်ပါရင် ကကားဘောလုံးတမိုင်းမှာရှာရှာပပကဘာဗလာချန်ပီယံလိဘောလုံးတွေရောအစားရှိတဲ့တန်ဖိုးအမြင့်မှအဆုံးဆူမလာသုံးခုစလုံးကိုစကူးနိုင်ခဲ့တဲ့ကစားသမား၉ဦးတည်းကတူပဲဖြစ်ပါရင်ကကားကသူကကစားမပွားမှာရာတင်ရထိုက်တဲ့အတင်းလိုက်ဆူမလာတဲဦးချင်းဆူစိတ်တွေအကုန်လုံးရထားပေမဲ့အကောင်းဆုံးကစားမမဟုတ်ခဲ့ကြအောင်နဲ့မက်ဆီကလည်းကဘာဗလာရထားပေမဲ့ဂုံးဖုံကြောင့်ဆူလာခဲ့တာပါကကားကကစားမပွားမှာ952ဂိုးအထိတွင်းယူထားနိုင်ခဲ့တဲ့ရော်နယ်ဒိုကသာဂိုးပြင်းဆူလာခဲ့တာဖြစ်ပါရင်ဒီကိစ္စနဲ့ပတ်သက်ပြီးကကားကကဘာဗလာချန်ပီယံဖြစ်တာကဘာကိုမှမပြောင်းလဲနိုင်ပါဘူး ကျွန်တော်ဆိုရင်အားလုံးကိုစုကူးထားနိုင်တာပဲလေဒါပေမဲ့ကျွန်တော်ကဘောလုံးသမားရဲ့အကောင်းဆုံးဖြစ်မလာပါဘူးမန်စီကပါရမီရှင်မှာဒါပေမဲ့ဘောလုံးသမားရဲ့အပြီးပြည့်ဆုံးဆုံးနဲ့အကောင်းဆုံးသောကစားသမားကခရစ်စတီယာနိုရော်နယ်ဒိုဖြစ်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့လိုက်တာဖြစ်ပါတယ်အမတ်ကွန်ရှင်ကဖိုင်ဝဲမင်းမောင်းဖိုင်ဖိုင်ဆီကိုကစားမယ်ဆိုရင် Viber နံပါတ်399 900 900ကိုဆက်သွယ်မေးမြန်းဆုံးသနိုင်ပါတယ်ခင်ဗျာတခြားသောဘောလုံးပရိသတ်တွေက2020နှစ်ကမ္ဘာလာပြီးသွားပြီးနောက်မှာကောင်းရင်းခုံကပြီးဆုံးသွားပြီလို့သတ်မှတ်ထားတာပါဒါပေမဲ့ကာကာကတော့ကဘာဗလာရရသွားတာဟာမက်ဆီကိုဂုံးမဖြစ်စေဘူးလို့ထင်မိနေတာဖြစ်ပါတယ် ဘောလုံးပရိသတ်တွေအားအမြဲတမ်းဘောလုံးသမားရဲ့အကောင်းဆုံးကစားသမားဘယ်သူဖြစ်မလဲညင်းဆိုလေးရှိကြပါတယ်။မိုဟာမက်အလီနဲ့မိုက်တိုင်ဆန်၊ပီလီနဲ့မာရာဒိုနာဒီကစားသမားတွေကဘယ်သူကခုတ်လဲညင်းလေးရှိကြပေမဲ့သူတို့ကခေပြိုင်နေမဟုတ်တော့တိတ်ဆိတ်ဝင်စားဖို့မကောင်းပါဘူး။ဒါပေမဲ့မက်ဆီနဲ့ရော်နယ်ဒိုတို့ကတော့ခေပြိုင်နေဖြစ်တာကြောင့်ပရိသတ်တွေကြားရင်အငင်းပွားမှုတွေကအင်မတန်ပြင်းထန်လွန်တာဖြစ်ပါတယ်။တေချာတာကတော့ဒီကစားသမားနှစ်ဦးဟာဘောလုံးလောကရဲ့ထိတ်ကောင်းစင်းထဲမှာထိတ်ဆုံးထဲမှာရှိနေကြမဲ့သူတွေပဲဖြစ်ပါတယ်။ ဘောလုံးမရင်းဆိုတာကလည်းမီဒီယာတွေနဲ့ပဲတွေ့တွေ့ပရိသတ်တွေနဲ့ပဲတွေ့တွေ့မန်စီနဲ့ရော်နယ်ဒိုဘယ်သူကဂိုးလဲဆိုပြီးမေးခွန်းမကြာခဏအမေးခံရလေးရှိပါတယ်ရွေးချယ်မှုကတော့ကစားမရင်းကြားတူးနဲ့တူမတူချားနာနေမှာတော့အမှန်ပါပဲယူနိုက်တက်နဲ့အင်္ဂလန်လည်းရွေးစင်နောက်ကန်လူအောင်ဖာရီနန်ကတော့မန်စီနဲ့ရော်နယ်ဒိုဘယ်သူကဂိုးလဲဆိုတဲ့အဖြေကိုခုလိုဖြေပူပါတယ်သူကခရစ်စတီယာရော်နယ်ဒိုနဲ့လီယိုနယ်မက်ဆီဘယ်သူကဂိုးလဲဆိုရင်ကျွန်တော်ကတော့ပြောင်းကျွန်တော်အနေနဲ့သူတို့နှစ်ယောက်ဘောလုံးကစားနေတဲ့နေရာနှစ်ယောက်စလုံးကိုကြည့်ရှုအားပေးတဲ့လိုပဲထင်ပါတယ်သူတို့နေအောင်ဘောလုံးကစားတာကိုမြင်တွေ့ခွင့်ရတာဟာကံကောင်းခြင်းပါပဲကျွန်တော်တို့ဟာကောင်းချီးပေးခံရတာမျိုးပါပဲ သူတို့ကစားတာကိုထိုင်ကြည့်ရတာဟာကံကောင်းလို့ပါရင်ကျွန်တော်အတွက်လည်းသူတို့ကစားတာကိုမြင်တွေ့ခွင့်ရခဲ့တာဟာကံကောင်းလွန်ခဲ့တာပါကျွန်တော်အတွက်ကတော့သူတို့နှစ်ယောက်ဟာကစားပုံထူးခြားတဲ့ကစားမတွေပါတယောက်ကအတွင်းကုန်နေအတွင်းကုန်ပဲစားလောင်နေသူဖြစ်ပြီးနောက်တစ်ယောက်ကတော့ကစားကွက်ထဲမှာပုံမပါဝင်နိုင်ပါရင်မက်ဆီကကစားကွက်ထဲမှာပုံမပါဝင်နိုင်ပြီးဂေါ်ဖန်နေပေးဖို့နေပြလုပ်နိုင်ပါရင်မက်ဆီရဲ့အတွင်းကုန်ရေးအတွက်ကလည်းမယုံနိုင်စရာကောင်းလို့ပါရင်ဒါမှမဟုတ်ရဲတို့ကတော့ဂိုသင်းဘွတ်ကိုပဲပို့ပြီးတော့အာတီတာရှိပြီးပွဲစဉ်ရဲ့အနိုင်ရှုံးကိုဆုံးဖြတ်ပေးချင်တာပါလို့ပြောခဲ့လိုက်တာဖြစ်ပါရင် final ရဲ့ရွေးချယ်ဂိမ်းမှုကမျှတတယ်လို့ဆရာမဖြစ်ပါရင်ကစားမနေဦးအနဲ့ ဘသူကပိုကောင်းတယ်လို့မဆိုခဲ့ပဲတူးချင်းစီအားသာချက်ကိုပြပြပေးသွားခဲ့တာပဲဖြစ်ပါရင်ဖိုင်နန်ပြောသလိုမန်စီနာရိုနယ်ဒိုလိုကစားမနှုတ်ကိုတခေတ်သေးကြီးရှုခွင့်ရခဲ့တာကံကောင်းခြင်းပါပဲဒိုနိုကအမြဲတမ်းတခြားသောကစားမ၏ထံအောင်မြင်ကျော်ကြားမှုနဲ့လူချိုင်များမှုမှာပုံမြင့်နေတာဖြစ်ပါရင်ပရိသတ်တွေကရောဘလို့ထင်လဲကပတ်မှာမှတ်ချက်ပေးသွားလို့ရပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ